ညောင်မြို့နယ်ငါးတယောက်ရဲစခန်းကနေထွက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်20ကျော်ထိခိုက်သေဆုံးတယ်လို့သိရပါဗျ။ငါးတယောက်ရဲစခန်းကထွက်လာတဲ့အင်အား100လောက်ပါတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုပြီးခဲ့တဲ့အောက်တိုဘာ29ရက်မနက်၈နာရီကျော်လောက်ကကန္နာပေါင်တဲတိုင်းအနီးမှာတွန်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့ဖျို့ဖျဲဖြစ်ပြီးစုခွာထွက်ပြေးသွားတယ်လို့ပကံပြေဘလူးတပ်ဖွဲ့စီကသိရပါဗျ။ ခံမန်းက20ကျော်ပါ၊ဆေးရုံမှာသေတာက10လောင်းပါ။လောလောဆယ်ကဆေးရုံမှာဆေးကုနေတာ10ကောင်။သူတို့ဘက်မှာဝေဟင်းကဒရုန်းတွေရောပါတယ်။ပွဲချိန်နိုင်ဝက်လောက်ပဲကြာပါတယ်လို့ညောင်မြို့နယ်တာဝန်ခံကိုစည်းက ARD Times ကိုပြောပါတယ်။ဆေးကုမရှင်စစ်ကြောင်းတွေပြန်လည်ကြပြီးနောက်နောက်ထပ်ဆေးကုတွေရောက်ရှိလာပြီးဒရုန်းတွေအုံပြုပြီးမီးလောင်ပုံးတွေချခဲ့တာကြောင့်အိုရင်းရွာရှိနေ15လုံးခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်16ယောက်ကိုညောင်ဦးစေးုံကြီးကိုပို့ဆောင်ကူတာထားပြီးတိုက်ပွဲနေရာမှာပဲရှစ်ဦးသေဆုံးတယ်လို့ပုဂံပြည်ဘလူးတက်ကထုတ်ပြန်ထားပါရယ်အရင်ရွာဘက်ကိုစုဖွဲ့မှုပြုလုပ်ပြီးစစ်ကြောင်းလိုက်တက်ဖြန့်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကို ရွာပလဲနဲ့အရင်ရွာကြားရောက်မှာတော်လိုင်းတပ်ဖွဲ့တွေက RPG နှလုံးအင်းီကကလလငကျင်းပြီးလက်နက်ငယ်တွေနဲ့စက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက်စစ်ကောင်မရှင်တပ်တွေတက်လန်ထွက်ပြေးရတာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ28ရက်ညနေပိုင်းမှာ၅တယောက်မျိုးနဲ့ရှေ့တောင်ဘက်6ကီလိုမီတာဝန်းကျင်ကွာအိုရင်းရွာနီးထီထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်တပ်တွေဟာအောက်တိုဘာ29ရက်မှာစစ်ကြောင်းလိုက်တက်လာတာဖြစ်ပါတယ်။ စစ်ကြောင်းနောက်ပြန်ဆုတ်စေဖို့တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်မရှင်တပ်တွေဟာတက်ဆုတ်ပြီးရွာပလဲဖုန်ကြီးကျောင်းမှာယာယီအခြေပြုနေခဲ့ရာအင်အားပြည့်အဖွဲ့တွေထပ်မံရောက်ရှိလာပြီးအင်အား900လောက်အခြေပြုနေတယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါဗျ။အခုတိုက်ခိုက်မှုကိုညောင်မြို့နယ်ပန်ကောက်ဖပကံမြေဘလူးတက်နဲ့ညောင်ခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့မဟာမိတ်ညီနောင်တွေငါးတယောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ For Protection Guerrilla Force PPGF Garuda Secret Force ပကန်းကလုံးတက်မြင်းချံခရိုင်တရင်အမှတ်3ညောင်ခရိုင်အမှတ်1တရင်အမှတ်5တရင်တို့ပအဝင်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်